ပြည်ရင်းအခောက်ရွှေဈေးနဲ့အမေရိကန်ဒေါ်လာဈေးဇက်တိုက်ပြန်ကျဆင်းလာပြီးအော်တိုဝါလာ၂ရက်ညနေပိုင်းမှာအမေရိကန်ဒေါ်လာကို3925 4025ကျပ်အခောက်ရွှေဈေးကတစ်ကျပ်သားကို7380အောက်အထိထပ်မံကျဆင်းလာတယ်လို့ရွှေနဲ့ဒေါ်လာဈေးကွက်အတွင်းကနေသိရပါဗျ။အခောက်ရွှေဈေးနှုန်းဟာစက်တင်ဘာလ30ရက်ကတစ်ကျပ်သားကို783သိန်းဝန်းကျင်အရောင်းဝယ်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာငွေလဲတဲ့နှုန်းကလည်းကျပ်4140ဝန်းကျင်ရှိခဲ့ရကနေဈေးဇက်တိုက်ပြန်လဲကျဆင်းလာတာပါ။ စက်တင်ဘာလဇန်မိုက်မှာဒေါ်လာဈေးက4400ကျပ်ဝန်းကျင်မှာရှိခဲ့ပါတယ်။နိုင်ငံတကာဈေးကွက်မှာကမ္ဘာရွှေဈေးအတက်ဆက်ရှိနေပေမဲ့ပြည်ရင်းရွှေဈေးကဒေါ်လာဈေးအကျကြောင့်ဈေးထက်ဆင်းလာတာလို့လေးလာသူတွေကသုံးသပ်ထားကြပါတယ်။ပြည်ရင်းဒေါ်လာဈေးပြန်ကျလာရတဲ့အကြောင်းအရင်းကတော့စကားစကားပြပသွင်းကုန်တွေပိတ်ဆို့ကန့်တတ်တာပို့ကုန်ရငွေတွေကိုကျပ်ငွေလဲခိုင်းတာ ပြည်ပရောက်လူသမားတွေရဲ့လစာ25ရာခိုင်နှုန်းကိုမဖြစ်မနေပြန်လွှဲခိုင်းတာဗဟုပန်ကဒေါ်လာတန်ပေါင်းများစွာထုတ်ရောင်းတာစတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။အခုလိုအကြောင်းမျိုးမျိုးကြောင့်အမေရိကန်ဒေါ်လာဈေးပြန်လဲကျဆင်းလာနေပေမဲ့အထွေထွေကုန်ဈေးနှုန်းကတော့မကျဆင်းသေးပါဘူးရှင်။